မက်ဖော်မင်တောက်ရင်တခါမက်ဖော်မင်ပြီးကြတဲ့အချိန်မှာကျွန်တော်ရှိမှာအာပေးမွန်ပေးနီးရတော်တော်လေးကိုလွဲနေတယ်လွဲနေကြတယ်ဆိုတော့မှာမက်ဖော်မင်ကညာတော့ဖြစ်ယူတန်တန်လာတဲ့တော့မက်ဖော်မင်ဟိုဟိုရိုးရိုးတွေကတစ်လုံးမှာ900မီလီဂရမ်ပါတယ်တချို့လည်း850ပါတယ်တချို့လည်း1000မီလီဂရမ်ပါတယ်ပေါ့ညာတော့ဖြစ်ရမက်ဖော်မင်ကို သူတို့တွေတိတ်များနေတဲ့ acute stage အရမ်းများနေတဲ့လောလောလတ်ကူးတဲ့အချိန်မှာကျွန်တော်တို့3000 mg ဆိုတော့6လုံး9ပါတဲ့အဲ metformin ဆိုရင်6လုံးအထိကျွန်တော်ပြလို့ရတယ်ဒါပေမဲ့အဲ့ဒါက6ပတ်ကနေပြီးတော့ဆိုတော့3လပေါ့အဲ3လအထိပေါ့ကျွန်တော် acute phase မှာကျွန်တော်ကအဲ့လောက်ကြီး3 3 gram လောက်ကြီးပြလို့ရတယ်ဒါပေမဲ့ရေရှည်ဆွဲပြီးတော့ main maintenance phase ကျလို့ရှိရင်တော့ အဲ့ဒီ dosage ကိုကျွန်တော်ရှော့လို့ရတယ်အဲ့တော့မဖော်မီကို2000 mg တဲ့ပုံမပေးသင့်ဘူးတဲ့ရေရှည်ဆွဲသုံးမဲ့ဒူနာတွေပါဆိုရင်ကျွန်တော်တို့တွေ့ကြုံရတော့မက်ဖော်မင်ကသူရဲ့ side effect အနေနဲ့ဘာဖြစ်လဲဆိုတော့ပြိုတယ်အန်တယ်အစာမစားကျင်ဘူးတချို့ byte လေးတွေနားတယ်အစာမကြည့်ဘူးဝင်းပြတ်တဲ့အဲအတွေ့အကြုံတွေရှိတယ်ပေါ့အဲအခုနောက်ပိုင်းမှာအခုဒီနှစ်ကစပြီးတော့ကျွန်တော်တို့အတီးပြည့်ချက် ပြောတာဒါ guideline တွေမှာပါလာလားညွှန်ချက်တွေမှာပါလာလားမျက်ပုံမရရှိတောက်လို့ရှိရင် vitamin B12 ဆိုတဲ့ဓာတ်ကိုချွေးရမှုကအုပ်အဆုံးလိုက်ရလဲဖြစ်နိုင်တယ်လို့ပြောမိအခုကျတော့ဒီနှစ်မှာကျင်းသေးတယ် B12 deficiency ဖြစ်တယ် B12 ချွတ်တယ် B12 ချွတ်တဲ့အတွက်တွေ့ရနေတဲ့ယောဂဖြစ်နိုင်တယ်အနီးမရယောဂဖြစ်နိုင်တယ်နောက်တစ်ခုကအာယုံကြောတွေ အဲချွေနေပြထုံနိုင်ထိုင်းနေထုံနေခြင်းနဲ့ဒီလိုအောင်ကြောယောဂတွေဖြစ်နိုင်တယ်ဒါရရှိကြအောင်အများကြီးတောင်းနေဒါဖြစ်နေတယ်မက်ဖော်မင်ရဲ့ site ပဲဒီအဲ့တော့မက်ဖော်မင်ကိုဘယ်လိုပြီးမလဲဆိုရင်ဗမာလူမျိုးတွေအတွက်ကတော့ကျွန်တော်တို့အတွေ့အကြုံကတော့1500မီလီဂရမ်လောက်ကကျွန်တော်အမြင်ပေါ့ကျွန်တော်အတွေ့အကြုံပေါ့နှစ်ပေါင်း30ကျော်ကြီးကျူးကြီးယောဂကုလာတဲ့အတွေ့အကြုံများတော့ဗမာလူမျိုးအများကြီး1500လောက်ကသူတို့တဲ့ optimal dosage ပေါ့အများဆုံးသောအအစ်တော်ဆုံးသော dosage ဲ့မှာ2000လောက်ဘီးကိုလူနာကကထွန်းနေပြက်ပြီးတော့စားရင်တော့ပြည်သိမရှိတော့ဘူးအဲ့တော့တထောင်နဲ့ထောင်၅လောက်ကကျွန်တော်လူမျိုးတွေကအသင့်ဆုံးဇုံလို့ဒါတော့ကျွန်တော်ရဲ့ရဲ့ personal ပေါ့အတွေ့အကြုံပေါ့ကျွန်တော်ရဲ့ရဲ့ဒုတိယအတွေ့အကြုံပေါ့စာအတွေ့နဲ့ညှိပြီးကျွန်တော်ပြောရင်းဖြစ်ပါတယ်အဲ့တော့ metformin important ကျိုးရှိတော့ metformin ကိုကျွန်တော်ကအမှတ်မှားပြီးတော့เนาะ metformin တောင်းရင်ကြောက်ကြ ပြတ်တယ်ဆိုတာလဲလုံးဝမဟုတ်ပါဘူးမက်ဖော်မင်တက်လို့ရှိရင်ကြောက်မက်ဖော်မင်ကြောက်ကယောဂရီမှာမသုံးအောင်ဆိုတာလဲမဟုတ်ပါဘူးအိမ်မှာကြောက်ကပြည့်နေတဲ့လူနာတော့မှနောက်ဆုံးအဆင့်နော်ကြောက်ကဆေးရတော့မယ့်အဆင့်ပေါ့အဆင့်မတိုင်ခင်အထိကိုကျွန်တော်တို့ကမက်ဖော်မင်ကိုသုံးလို့ရပါတယ်နောက်မက်ဖော်မင်ကိုလူနာတွေကကြောက်ကောင်းလို့ရှင်ဝင်တွေကနေရောမပြောသင့်ဘူးနောက်ပြီးတော့သွေးကြော တွေးစစ်လိုက်ပြီးတော့ယူရီယာခရီးနင်းနင်းနဲ့တက်ထန်နေမက်ဖော်မင်ပြီးတော့ပဲဂျန်နစီပြီးတယ်ဂျန်နစီတွေပြီးတယ်ဆိုရင်မက်ဖော်မင်ကအာနိသင်နဲ့ရှိတယ်မက်ဖော်မင်ကအာဈေးလက်တက်တာတယ်အဲ့ဒီဈေးတခုအင်မတန်ကျိုးရှိတဲ့ဈေးတခုကိုမက်ဖော်မင်မပြီးတော့ဘူးဆိုရင်ဂျန်နစီတွေပြီးတဲ့အချိန်မှာဂျန်နစီတွေအာနိသင်နဲ့မက်ဖော်မင်လောက်မကောင်းဘူးဈေးလက်ပုံများတယ်လူနာအတွက်ရည်ရှင်မှာနစ်နာမှုတွေရှိတယ်အဲ့တော့နစ်နာမှုဖြစ်ရအောင်ကျွန်တော်အနေနဲ့ဒီနေ့ဒီမက်ဖော်မင် အဲ30ရက်ကြောင်ဒီနေ့မမကန်လေး32အောင်နဲ့ယူဆာလေးမှန်ကောင်းလို့ဒီနေ့ဆွေးနွေးပွဲမှာကျွန်တော်ဆွေးနွေးပြအချင်းဖြစ်ပါတယ်မဖော်မင်ကိုအတုံးချပြီးတော့ချီချူသူချူယောဂကိုကာကွယ်နိုင်ကြပါစေမဖော်မင်ကိုချီချူရွှေ့တဲ့လူတွေမှာလည်းမမကန်ကတုံးချခြင်းအဖြစ်ချီချူသူချူယောဂကုသနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်เนาะရည်ရွယ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်